ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမောင်သားချူရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမျောခြင်းများစာအုပ်ထဲမှာတောင်ကြီးမျိုးသူရဲ့နောက်ွယ်ကမွင်းငါတပွဲဆိုတဲ့ပုံလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်း၁သမီးရေကိုလွန်ခဲ့တဲ့၃နှစ်နှစ်လောက်ကဖေဖေတို့သမီးတို့နဲ့တွေ့ရှမ်းမျိုးတော်တောင်ကြီးရှိရာကိုအလဲပတ်သွားခဲ့ကြတဲ့ခီးစဉ်ကလေးကိုတော့ဖေဖေသမီးတယောက်မှတ်မိနေလိမ့်အောင်မယ်လို့ဖေဖေထင်မိတယ်လေဖေဖေတို့တွေတွေ့သွားလေကြတော့က ကံမောစာဟာအထူးဆုံးအနွေးတွေကိုဝတ်ထားရတဲ့ဒီဇင်မာလက်ကျန်ဆောင်းရက်တွေထဲမှာပဲပေါ့ချယ်ရီဘန်းတို့ပွင့်ဝေးကြရာပအိုးနီနီရဲရဲတို့ရဲ့စကားသံကလေးတွေဝဲကြရာကံမောစာတခွင်ကိုဖီဖီတို့တဝါလဲကြပြီးတဲ့နောက်မန္တလေးကိုခီးဆက်မဲ့မနေ့ကျတော့အေးသားရကိုဖီဖီတို့ရောက်နေကြရပါတယ်အေးသားရဆိုတာကတောင်ကြီးမြို့အောက်ခြေကအဝေးပြေးကားတွေစုဝေးရာဂိတ်စခန်းမြို့တက်ကလေးတွေ ဖေဖေတို့အေးသာယာကိုရောက်တော့အချိန်ကတော်တော်ကလေးကိုစောနေပါသေးတယ်။ဒါနဲ့တခုခုစားကြတောက်ကြရင်ကောင်းပါပဲဆိုပြီးဤယာဆိုင်ကလေးတစ်ဆိုင်တည်းကိုဝင်ဖြစ်ခဲ့ကြပါရဲ့။ဖေဖေတို့တွေဝင်ထိုင်ဖြစ်လိုက်ကြတာကမင်းကလေးနှစ်ယောက်ရောင်းတဲ့မိုးရင်းကားဆိုင်ကလေး။အင်းလေအဲ့ဒီဆိုင်လေးမှာထိုင်မိခဲ့ကြရာကစားလို့ဖေဖေသမီးကိုဖေဖေပြောပြခြင်းစရာတွေရှိလာပြန်တာပဲပေါ့။ပြောရရင်တော့သမီးရဲ့ ဟောဒီကဘာပေါ်မှာမွေးင်းကားဆိုင်ဒီဇိုင်းနဲ့ရှိပြီးအဲ့ဒီဆိုင်ကလည်းမြောင်းဝင်ရိုးစိုးမှာတွားဖွင့်ထားတယ်ဆိုရင်တော့တွားစားဖို့ဝင်မလေးကျင်နဲ့သမီးနဲ့သမီးမေမေတို့တွေမွေးင်းကားကိုစီမှာကြပြီပေါ့ဖေဖေကတော့ဟိုးခလန်းလန်းလက်ဖက်ကြီးဆိုင်ကလက်ဖက်ကြီးတစ်ခွက်ကိုပဲမှာခိုင်းလိုက်ခဲ့ပါတယ်တကယ်တကယ်တမ်းကတော့ဖေဖေဟာလည်းယောက်ျားမဆန်လွန်းစွာမွေးင်းကားကြိုက်သူဆိုတာသမီးသိပါတယ်ဝါခေမမှာတမောဆိုင်တဲ့အခါစိတ်ကမ်းပေါ်ကိုမဟာတရားခုန်တက်ပြီး ပဇွန်အုံနှောက်ကျော်နဲ့ရောင်းတဲ့မုံရင်ကားကိုဖိဖိပြေးစားတတ်တာသမီးအသည်လက်ပေါ်တာရောက်ရင်မနေ့ထမင်းညာထမင်းကိုအသာလေးလှုပ်ပေးလိုက်ပြီးဇင်ရွယ်တလက်မခွေလေးတလက်မုံရင်ကားဆိုင်ကဖိဖိမထတာသမီးအသည်ရန်ကုန်မြို့တော်မှာဟင်းကားရီကိုစီမတက်ဖဲနဲ့ချက်တက်လို့နာမည်ကြီးတဲ့မြောင်းများတော်ချူတို့ဘီတိုလှလာရီတို့ရဲ့ဆိုင်တွေဘက်ကိုဖိဖိလေးလေးထွက်သွားတတ်တာလဲသမီးအသည် ဟင်္သရာကငသလောက်ဥကျော်နဲ့နာမည်ကြီးတဲ့မြစ်ကွေကျောင်းလမ်းမဝင်းကားဆိုင်ကိုဖီဖီရောက်ရောက်သွားတတ်တာလဲသမီးအသည့်ဒါပေမဲ့သမီးရဲ့မဝင်းကားတို့နာမည်တက်ထားရုံနဲ့ဂျုံရအရက်မှာဂျုံရပဇန်းနဲ့စားလိုက်ရအောင်တော့ဖီဖီရာသတနာကအညာမလွယ်လှပြန်မှုဟင်းချူအောင်တို့ဆေးယူအမဲယူပြုတ်ထဲထားတတ်တဲ့ငပီလေးဆက်ငပီလေးဆွဲပြီးထဲထတဲ့မြောက်ပိုင်းကမဝင်းကားတွေကိုဖီဖီကြောက်တယ်လေပကံညောင်မိတ်ကြီးလာမန္တလေးရေနံကျောင်းကြောက်ကောင် ဘယ်တော့မှဖီဖီမုံရင်ကမစားခဲ့ဘူးဒါကြောင့်တောင်ကြီးမျိုးချင်းမှာလည်းလက်ဖက်ရည်တစ်ခွက်ကူသာဖီဖီမှာတောင်းနေခဲ့ပါတယ်မှတ်မိသေးတယ်အဲ့ဒီနေ့ကသမီးရဲ့သမီးမိမိရဲ့လေတစုံတစုံလာစားရသေးတယ်မျက်နှာရှုံနေနေဖြစ်သွားပြီးဆက်မစားကြတော့ဘူးသမီးရေစားဝတ်နေရေးအတွက်ဘလို့မှမလုံးမဖြစ်တော့တာကြောင့်မချက်တက်ချက်တက်နဲ့ချက်ရောင်းရရှာတဲ့မုံရင်ငါရီမှုသမီးတို့ပါဇက်ကိုမတိုးလေရောသလားဒါမှမဟုတ်သူ့ရွာနဲ့သူ့အထာအကောင်းဆုံးချက်ထားပါလေနဲ့ တမီးတို့ပါဇက်ကစိမ့်နေလို့ဂရင်းမတွေ့လေရောသလားဒါတွေကိုတော့ဖေဖေမသိပါဘူးဒါပေမဲ့အဲ့ဒီတုန်းကတမီးမိမိတယောက်ဝင်းကားနှစ်ပွဲကိုတပွဲတည်းပေါင်းပြီးဘေးနာကမြောင်းတဲ့ကိုသွန်ပြစ်လိုက်ဖို့ပြင်နာကိုတော့ဖေဖေသတိထားခဲ့မိလိုက်သေးတယ်တော်သေးတာပေါ့တမီးရဲ့ဖေဖေကဥအောင်လှမ်းတားလိုက်မိလို့သာပေါ့မတားများမတားမိလိုက်ရင်တမီးမိမိသွန်ပြစ်မဲ့အချိန်မှာမင်းကလေးတယောက်ကလှမ်းကြည့်လို့ဘလောက်မျက်နှာပူစရာကောင်းလိုက်လိမ့်မလဲ။ တကယ်တော့ဒီမဝင်ငါးပွဲဟာတုံတော့တုံပြရမယ်မဝင်ငါးပွဲပေါ်သမီးရယ်ဒါကိုဖပေသိပါတယ်ဒါပေမဲ့ဖပေတို့မစားဘဲနဲ့ပြန်ပေးပြီးငွေပေးဖို့ဆိုတာမသိတော့သလိုပစံပေးထားတာဆိုတဲ့စိတ်နဲ့သူ့ရှိမှရင်တုံပြလိုက်ဖို့ဆိုတာကလည်းညင်သီးလွန်းတယ်လို့ဖပေကတော့ယူဆမိတယ်ဒီတော့ဖပေဘာလုပ်လိုက်တယ်လဲတိလားကိုကောင်တာရဲ့နောက်မှာမင်းကလေးတယောက်ကပကံငုံစင်းနေတော့တယောက်ကတခြားဝိုင်းကိုသွားနေတော့မှာသမီးမိမိရှိကမွေးငါးပကံကိုဆက်ခနဲ့ဆွဲယူပြီးမြောင်းထဲကိုတုံပြလိုက်တာပေါ့ တောင်ကြီးမျိုးရဲ့ခြေရင်းမှာမိန်ကလေးတွေမတိအောင်တုံပြဲလိုက်တဲ့မွေးငါးတပွဲကိုဖိဖိသမီးမှတ်မိနေလိမ့်အောင်မယ်လို့ပဲဖိဖိယုံကြည်မိတယ်။အခန်းသုံးသမီးရဲ့လောကကြီးထဲမှာကကာယကံရှင်မတိအောင်အုံပြေးရမယ့်မွေးငါးတွေကအများသားလို့ဖိဖိတော့ယူဆမိတယ်။ဘိုးတစ်ခါတော့ကဖိဖိနဲ့ဖိဖိမိတ်ဆွေတယောက်တို့တော်လဖိတ်ဆိုင်တစ်ခုမှာထိုင်ခဲ့ကြဘူးတယ်။တနေ့လုံးနေတော့မှခွန်90ပြည့်အောင်ဖြောရဟန်မတူတဲ့ဆိုင်ကလေးထဲမှာပိုင်ရှင်လဲသူ ငွေကင်လဲသူဖြော်တာလဲသူဖြစ်ဟန်တူသူကဖေဖေတို့မှာတဲ့လက်ဖက်ရည်နှစ်ခွက်ကိုလာချပါတယ်ဘလို့မှာတောက်မရတဲ့လက်ဖက်ရည်ပါသမီးရဲ့ချူရဲရဲပြချွဲချွဲကြီးဖေဖေကတော့တငုံငုံတောက်ပြီးခွက်ထဲကိုရင်နွေးတွေလောင်းထည့်လိုက်ခါရင်နွေးသွန်တလို့ဘာလို့လို့နဲ့အသာလေးသွန်ပြင်းလိုက်တာပေါ့ဖေဖေမိတ်ဆွေကတော့သွန်လဲမသွန်တောက်လဲမတောက်ဒါနဲ့နောက်ဆုံးမှာငွေရှင်ကြတော့ဆိုင်ရှင်ကဖေဖေမိတ်ဆွေရဲ့လက်ဖက်ရည်ခွက်ကိုကြည့်ပြီးတော်တော်ကလေးမျက်နှာပြက်ရှာပါတယ် နောင်ကြီးဘာလို့လို့လဲဗျာတဲ့ဖေဖေမိတ်ဆွေကတော့လက်ခါပြပါတယ်ရပါတယ်ရတယ်ပေါ့ဆိုင်ရှင်ဟာဖေဖေတို့ပြလိုက်တဲ့ငွေကိုမသက်မသားကြီးယူထားရတဲ့ပုံနဲ့တစ်ချက်ကလေးမှမျက်နှာမကောင်းရှာဘူးသူတက်သမျှမှတ်သမျှဝန်ဆောင်ပြလိုက်တဲ့ပုံမှာတစ်ဖက်ကအတိမတ်မပြုနေခြင်းဆိုတဲ့ခံစားမှုမျိုးနဲ့ပေါ့သမီးရဲ့အစာကလေးကလည်းဖေဖေဘက်ကိုသူမသိအောင်ဖေဖေတို့အသွင်ပြစ်ထားခဲ့မိရင်အကောင်းသားပါလားအခန်းလေးသမီးရဲ့ ចောင်းសៀរតាយកអតានឈីមកអាយាប៉ាយាទិននីរោមកវ៉ាកណេតាន់វីလိုက်တဲ့ចောင်းသားမျိုးကိုភភីរុတွေ့ဘူးတယ်សាយីសៀរតាយកបញ្ញាရှင်តាយកសេមៀនបေါ်មកហោပြောနေរោមកអលកាបាកွာဆိုတဲ့មេណបេ ਨੇ ဝုံတိုင်းတိုင်းထထွက်သွားသူတွေကိုဖေဖေတို့တွေ့ဘူးတယ်။စင်မြင့်ပေါ်မှာဆိုတော့တယောက်ကကြိုးစားသည်ဆိုနေတော့တော်ပါတော့ပြို့လို့អော်ထွက်သွားသူတွေကိုဖေဖေတို့တွေ့ဘူးတယ်။ခြေရင်အင်ကအမြဲတမ်းချက်ပူလာတဲ့အုံနုခေါင်းဆွဲကို မိမသားလက်ခံရင် ကျမတို့ကအစီစိမ်းကြောက်တယ်လို့ပြောထွက်သူအိမ်ကြီးချင်းကိုလည်းဖေဖေတို့တွေ့မှုတယ်။သမီးရေဆရာရင်နဲ့စုမသွားအောင်တိတ်တိတ်ကလေးမတန်းဝေသင့်ဘူးလား။စင်မော်ကပညာရှင်ရင်နဲ့နှစ်မသွားအောင်ခက်ရှူရှူကလေးထွက်မသွားသင့်ဘူးလား။စင်မြင့်ထက်ကအဆူတော်ရင်နဲ့ညှိုးမသွားအောင်မောင်ရင်ထဲကနေအသားကလေးခိုးထားမသွားသင့်ဘူးလား။ကျေးဇူးပဲနော်စားကျင်နေတာနဲ့အတော်ပဲလို့ဆိုတာ ယူထားလိုက်ပြီးမှအဲ့ဒီအုံလို့ခေါင်းဆွဲကိုနောက်ခွေးပေါက်ကသူမချလိုက်တင်မူလားလောကမှာကိုကရင်ကိုမတွေ့နိုင်တာတွေအများကြီးပါညင်ပယ်ခြင်းစရာတွေကလည်းအများကြီးပါဒါပေမဲ့တစ်ဖက်လူရင်ထဲမှာအမာယိုးကြီးတွေထင်းတဲ့အထီးတော့ဖေဖေတို့မျက်နှာပြောင်မတိုက်သင့်ကြဘူးတမီးရေတမီးကိုတမီးတို့မကြိုက်တဲ့မွေးငါးတပွဲကိုဖေဖေသွန်ပြစ်ခဲ့ဘူးပါရဲ့ဒါပေမဲ့ကံမောစားကမင်းမပြိုလေးနှစ်ယောက်ကိုတော့တီးခွဲ့လုံးဝလုံးဝကိုဖေဖေမပြီးခဲ့ပါဘူးတမီးရဲ့ ယနေ့တဲ့မဂဇင်း AB 1998ဟုတ်ကဲ့ပါရှင်နောက်ထပ်တစ်ပုဒ်အနေနဲ့ပေါင်မုံကိုထောပတ်တုတ်ထားတဲ့ဘက်ကအမြဲတမ်းဆိုတဲ့ပုဒ်ကလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်းတသမီးရေဟိုးလွန်ခဲ့တဲ့ຫນွေဦးလုံးကားဖြင့်ဖီဖီတယောက်ဇလွန်ဆိုတဲ့မျိုးပေါက်ဆောက်ကလေးတမျိုးကိုရောက်သွားခဲ့သေးတယ်။သွားတော့ကတော့ကိုကြီးကိုယ်တော်ကိစ္စလေးတစ်ခုကိုလှုပ်ဖို့အတွက်သွားခဲ့တာပါပဲ။ ဒါပေမဲ့ဖိဖိလို့ရမယ့်ကိုကြီးကိုယ်တော်ကိစ္စတွေကအစောကြီးပြီးနေတဲ့အတွက်အချိန်တော်တော်များများလည်းရနေသေးတာကြောင့်ဇလုံဖျားကိုဝင်ဖူးဖြစ်တယ်လေဇလုံဖျားဆိုတာကပြည်တော်ပြန်ဖျားရဲ့လို့ထင်ရှားပြီးဖြစ်တဲ့အတွက်သမီးကောင်းကောင်းတည်ပြီးသားဖျားတဆူပါပဲအိမ်လေးကဖိဖိဖျားပူပြီးဟင်္ဒရာကိုပြန်မယ်လို့တော့ဇလုံဟင်္ဒရာကားလေးကနည်းနည်းကလေးလှမ်းနေတဲ့အတွက်ဖျားနဲ့မလှမ်းမကမ်းမှရှိတဲ့လမ်းစုံကနေပဲလာတဲ့ကားကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်မိတယ် ဒီလန်းစုံမာကရန်ကုန်ကလာတဲ့ကားကိုပဲတားစီစီဒနုဗျူကလာတဲ့ကားကိုပဲတားစီစီဇလွန်ဂိတ်ကထွက်လာတဲ့ကားကိုပဲတားစီစီအဆင်ပြေတယ်လေဖေဖေလန်းစုံကနေစောင်းလို့ခဏကြာတော့ဇလွန်ဂိတ်ကနေထွက်လာတဲ့ကားတစီးရောက်လာပါတယ်ဖေဖေကအဲ့ဒီကားနဲ့ပဲဟင်းတရာကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပြီးလှမ်းတားလိုက်မိတယ်ဆိုတော့သမီးရဲ့အင်းကားကလည်းရက်ပြီးပါရဲ့ဖေဖေကလည်းတက်ခဲ့ပါရဲ့အဲ့ဒီမှာနေမဲ့သမီးကိုပြောပြခြင်းစရာအကြောင်းအရာတွေကလည်းကားပေါ်မှာတွေ့လာခဲ့ပြန်တာပါပဲသမီးရဲ့ အခန်းနှစ်ကားကဒိုင်နာသမီးရဲ့ဘီတန်းကနှစ်တန်းအလေတန်းကတန်းဖိထိုင်ကူပေါ်မှာဆေးဖြူလေးတွေနဲ့ကန့်ငါကန့်ငါထားပြီးနံပါတ်ကလေးတွေထိုးထားတဲ့အတွက်သူ့နေရာနဲ့သူထိုင်ရမယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့အဲ့ဒီနေ့ကဂိတ်ကစထွက်လာကလေးကကားပေါ်မှာလူတော်တော်ပါတဲ့အတွင်းထင်ပါရဲ့ခီးတဲ့တွေဟာသူ့နေရာကိုနေရာလို့တောင်မဟုတ်တော့ပါဘူးကြုံရနေရာမှာခက်ကြဲကြဲပဲထိုင်နေကြပါလေ ။သမီးရေအဲ့ဒီနေ့ကဖီဖီကားပေါ်တက်ပြီးပေမဲ့ကားကတော်တော်နဲ့မထွက်ဘူးသမီးရဲ့။ဖီးတယ်စောင်းရအောင်ပါတဲ့။မနေ့ကဂိမ်းမှာကြိုတင်ပြီးလက်မဖြတ်သွားခဲ့တဲ့ဖီးဘူးတချို့ကလမ်းဆောင်ကစောင့်မလို့မှားထားခဲ့တယ်ဆိုလား။သူတို့တွေပြီးတော့ပြန်ဖျားတဲ့ကထွက်လာကြမှာဆိုတဲ့စကားတန်တဲ့တဲ့ကိုလည်းဖီဖီကြားလိုက်မိပါရဲ့အင်းလေဖီဖီတို့ကစောင့်ကြရုံပဲပေါ့တိတ်တော့မစောင့်လိုက်ရဘူးသမီးရဲ့ တောင်းလောက်ကြရင်ပဲဖျားတွေကနေပြေးထွက်လာကြတဲ့မိမယောက်ျား၁၀ယောက်ဝင်းကျင်လောက်ကိုလှမ်းတွေးလိုက်ကြရတာပါပဲဇလုံးကနေဟင်္ဒရာကိုပါဖျားဘူးဆက်မဲ့ပုံပဲမျက်နှာစင်းခီးသွားတွေလေလက်ပံမင်ပေါ်မှာဇရဲကြသလိုကျွတ်ကျွညံနေတဲ့အတန်တွေနဲ့သူတို့တိုက်ကားပေါ်ကိုတက်လာကြတဲ့အချိန်မှာဖေဖေပါဝင်ခီးတဲ့လေးငါးယောက်ကဘေးတန်းမှာထိုင်လို့ကားရဲ့ဘေဘက်အရက်လေးမျက်နှာနဲ့ပြောရရင်အနောက်ဘက်ချမ်းမှာပေါ့ ကြည်ရတာကသူတို့တွေကြူဝင်ထားတယ်ဆိုတဲ့နေရာကလည်းဖေဖေတို့တွေထိုင်နေကြတဲ့ဘေးတန်းပဲဖြစ်ပုံရပါတယ်။ဒါကြောင့်လဲတံတန်းလုံးလို့နေတဲ့အလေတန်းမှာအားလုံးလူလူကအလွယ်တကူဝင်ထိုင်လိုက်ကြပြီးတာနဲ့ခေါင်းဆောင်ဖြစ်ရန်လူတဲ့မိန်းမကမကြည်မေနဲ့နဲ့စကားဆိုပါတော့တယ်သမီးရဲ့။ကျမတို့ကခုံတပတ်တစ်ကနေစနေအထိကြူဝဲထားတာလေကိုနေရာကိုထိုင်ကြမှာပေါ့။အော်သူပြောတဲ့ခုံနံပါတ်1ကနေစနေဆိုတာဖေဖေတို့6 6ယောက်ထိုင်နေခဲ့ကြတဲ့ဘဲဘဲဘေးတန်းပဲလေ ီတော့လေအလုံးကအာတုံအာနာနဲ့အလေတန်းကိုရွှေ့ထိုင်မှုဟန်ရေးပြင်လိုက်ကြတာပေါ့ဒါပေမဲ့တမိရဲ့အဲ့ဒီမိမခက်လက်လက်ကဖြင့်ပေါင်မုံကိုဘယ်ဘက်မှာထောပတ်တုတ်ထားသလဲဆိုတာကိုအလွဲတကူနဲ့တည်နိုင်စွမ်းရှိတဲ့အမျိုးသမီးတယောက်ဆိုတာဖိဖိအကဲဖမ်းလိုက်မိပါတယ်ဘီရန်ကကိုကုံမကိုမထိုင်ရပဲအလဲမောင်ဝင်ထိုင်လိုက်ရလို့မကြည်မနှက်ဖြစ်သွားတဲ့သူမျက်နှာဟာခနာတွင်းမှာပဲဖြတ်ခနဲပြောင်းသွားတယ်လေမျက်နာသာမကသူ့အတ္တကပါဖြတ်ခနဲနေရာပြောင်းသွားခဲ့ပါရဲ့ ရပါတယ်လေထိုင်မှာထိုင်မှာကျမကပြောပြတာပါအလေကုံကပဲထိုင်လိုက်ကြပါမယ်။ဩသမီးရဲ့ကလေးလေးတွေမှမဟုတ်ကြတာပဲကွယ်။သူပါကြောင့်အလေတန်းကိုပဲရုပ်ရည်ရွေးလိုက်တယ်ဆိုတာကိုဖေဖေရိမ့်မိတာပေါ့။ဖေဖေတို့ကသာအမှုမထားခဲ့ကြတာလေ။ဒီတော့ကနေတော်တော်ဆောင်းသွားခဲ့ပေမဲ့ကြာနေဖြစ်လို့ဖေဖေတို့ပဲချမ်းမှာကပူတင်းတဲ့နောက်ပူနေတော့သမီးရဲ့လောကကိုအယူရောသားရောဝါစာဖူးထားတဲ့ဟန်မျိုးရတဲ့အဲ့ဒီမျိုးသမီးကသူ့လူတွေကိုကြည့်ပြီးမျက်နှာရင်းမျက်နှာခဲနဲ့ ဟွန်းအလဲမှာပဲထိုင်ကြဆိုတဲ့စကားကိုမျက်လုံးနဲ့ဝေ့ပြောလိုက်ပုံကိုသမီးကိုဖေဖေပြလိုက်ချင်းစမ်းပါတယ်သမီးရဲ့ခံတော့ပြောရရင်သမီးရဲ့ဖေဖေတို့ကဟာဒီလိုနဲ့ပဲဆက်ထွက်လာခဲ့ကြတယ်ဆိုပါတော့လေဖေဖေတို့ကလည်းဘေးတန်းမှာထိုင်လို့သူတို့တွေကလည်းအလဲတန်းမှာထိုင်လို့ကြနေကလည်းဖေဖေတို့ဘေးတန်းကလူတွေဘောကိုအတန်အသင့်ထိုးကြလို့ဖေဖေခုနအမျိုးသမီးကိုကြည့်ရတာသူတို့ဝယ်ထားခဲ့တဲ့ဘေးတန်းမှာသူတို့မထိုင်လိုက်ရတာကိုပဲ ံကောင်းနေစွာလို့သဘောရနေတဲ့ပုံပဲဒါပေမဲ့သမီးရဲ့သူစိတ်ကြရွေးချယ်ထားခဲ့ကြတဲ့အလေတန်းကလည်းအနာလို့အပြစ်လို့ကြီးတော့လည်းမဟုတ်လာပါဘူးအမိုးကနည်းနည်းနေနေလေလမ်းကလမ်းကျန်းဆိုတော့ကားခုံသွားတဲ့အခါမှာအဲ့ဒီအလေတန်းကလူတွေဖို့ခေါင်းနဲ့အမိုးနဲ့ကစောင့်ကြည့်ကြည့်ရပါ သူတို့ပြင်ကအဲ့ဒီအုံစုရဲ့မူဝါဒရေးရာတာဝန်ခံဖြစ်ရန်လူသူ ခလလတ်မြူသမီးကအလေတန်းရဲ့ရှေ့ဆုံးမှာဆိုတော့ခေါင်းမူမှာတတ်ထားတဲ့မီးလုံးနဲ့သူ့ကောင်းထဲကမလွတ်လာဘူး ခေါင်းငုံထားရတယ်လေဒါကိုထိုင်ပြီးခဏလောက်နေတော့မှသူကသတိပြုမိသွားပုံရပါတယ်သတိပြုမိသွားပြန်တော့လေသူမျက်နှာကရှုံသွားလို့အလေတန်းကိုရွေးထိုင်လိုက်တာတော့မှားပါပြီဆိုတဲ့အတိတ်ပဲမျိုးကချက်ချင်းပြောင်းသွားပြန်ပါရော့အခန်းလေးသမီးရေဒီလိုနဲ့ပဲသွားနေခဲ့ကြရင်ကလမ်းတစ်ပွဲလောက်ရောက်တော့ကားဘင်းကပေါက်တော့တာပါပဲကားဘင်းကိုလဲလို့တက်လို့ပြီးတော့ညနေကလည်းအတော်ဆောင်သွားခဲ့ပြီလေကြာနေကလည်းအီးသွားခဲ့ပြီပေါ့ ကာပင်လဲနေတော့ဟိုးစုကိုလှမ်းကြည့်လိုက်တော့ Orisha Brown ပဲဘူကလေးရိတ်မှာစူး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 တိုး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 နဲ့ထုံးစံတိုင်းပေါ့မူဝါဒရေးရာတာဝန်ခံနဲ့တူတဲ့အရွယ်လက်လက်အမျိုးသမီးကမျက်နာကိုမဲ့ကရှုံကတွန့်ကခောက်ကနဲ့ဦးဆောင်ပြောနေပါလေရဲ့ဒါနဲ့ခီးတဲ့တွေကကားပေါ်ပြန်တဲ့ကြတော့ခူရင်ကအမျိုးသမီးကဖြူဖြူဖြက်ဖြက်ဆိုသလိုကားပေါ်ဥအောင်တက်သွားပြီးဖေဖေတို့ထိုင်ခဲ့တဲ့ဘေးတန်းမှာထိတ်ဆုံးကနေနေရာယူလိုက်တယ်လေပြီးတော့သူ့လူတွေကိုလည်းဘေးတန်းမှာပဲထိုင်ကြဖို့ဆော်ဩနေပြန်ပါလေရဲ့ ကယ်ဟိထိုင်ကြထိုင်ကြအခုနေရာနဲ့ကိုပဲကောင်းပါတယ်တဲ့။ဩလောကရဲ့အပြောင်းလဲမြန်ဆန်နှုတ်နှားသောအမှုရာများနေထိုးနေတော့ကတော့အလေတန်းမှာပဲနေလိုက်ပါတော့မယ်တဲ့။နေသွားတော့ဘေးတန်းကကိုနေရာမှာပဲကိုပြန်နေပါတော့မယ်ဆိုလား။ပြေပြေတို့ကလည်းလေဘာမှမဖြစ်တော့တဲ့နေရာကလေးတစ်ခုအတွက်အချိန်တိုလေးတွင်းမှာစကားပြောမနေချင်တော့တာနဲ့အလေတန်းမှာပဲဝင်ထိုင်ခဲ့လိုက်ကြပါလေ။လောကကြီးမှာခင်တွေ့စရာမကောင်းသောစိတ်အစဉ်အကွက်နဲ့ခီးထွက်လာကြသူများ ခန်းကတမီးရေမုံလာငင်းကိုဝေစုခွဲကြတော့ကမြေကြီးအောက်ကဥရီကိုပဲယူပါမယ်လို့ဆိုပြီးကစုံငင်းကိုဝေစုခွဲချိန်မှာတော့မြေကြီးထက်ကအရွက်တွေကိုပါယူပါတော့မယ်ဆိုတော့ယုံလူလေအကြောင်းကိုပုံမြေတပုတ်ထဲမှာဖိဖိဖတ်ဘူးတယ်။ဟိုးတခါတော့ကလည်းအိမ်မှာမိသားစုတွေစုံစုံလင်လင်နဲ့လူတွေများနေတဲ့အချိန်မှာအဝေးလျှော်တဲ့အမကြီးကိုလာကနဲ့လှုပ်ဖို့ပြောခဲ့ပေမဲ့မိသားစုတယောက်စားနှစ်ယောက်စားပဲအိမ်မှာရှိရောအထယ်ရေတွက်နဲ့လျှော်ဖို့စကားပြင်ခဲ့တဲ့မိန်းမကြီးတယောက်ကို ရက်ွက်ထဲမှာဖိဖိတွေးခဲ့ဘူးတယ်တခါသားကြပြန်တော့လဲចောင်းသားကလေး9ယောက်စား10ယောက်စားရှိနေတော့ကတော့တယောက်ချင်းနှုံးနဲ့လာစားရှင်းပေးနေခဲ့ပြီးမထင်မှတ်ပဲចောင်းသားတွေလည်းရာကျော်ရှိလာရော့လာကအပြတ်သဘောနဲ့ပြီးကျင်လာတဲ့တင်းနှန်းတီထောင်သူတို့ကိုလည်းစာသင်ခန်းထဲမှာဖိဖိတွေးဘူးပြန်တယ်သမီးရဲ့ပေါင်မုံကိုဘယ်ဘက်မှာထောပတ်တုတ်တလဲဆိုတာကိုတီတာဟာဖြင့်အပြစ်ကြီးတစ်ခုတော့လည်းမဟုတ်ပါဘူးတီလဲတီးတဲ့မာရဲ့ရွေးလဲရွေးချယ်တဲ့မာရဲ့ဒါပေမဲ့လေ ဖွဲ့ပတ်တုံထားတဲ့ဘက်ကိုပဲအမြဲတမ်းယူမယ်ဆိုတာကြပြန်တော့လူတစ်ပါးကိုလုံးဝအခွင့်အရေးမပေးသလိုကြီးများဖြစ်မနေဘူးလားနေဘူးတော့အလဲတန်းမှာထိုင်မယ်နေအေးတော့ဘေးတန်းပြန်ထိုင်မယ်မိုးရွာရင်အလဲတန်းကိုပြန်ရွှေ့မယ်မိုးတိမ်ရင်ဘေးတန်းပြန်ထိုင်မယ်တခြားတခြားသောလူတွေကအမြဲတမ်းကိုရွေးကြကိုပဲစောင့်နေကြရမှာလေသမီးရဲ့ပြပေတို့ကလည်းပေါင်မုံကိုထောပတ်တုံထားတဲ့ဘက်ကပဲကြိုက်တတ်ကြတယ်ဆိုတာလို့ ဇလုံးဟင်းသရာသွားဒိုင်နာကဘော်ကမိမခက်လက်လက်တယောက်ကိုဖြင့်တီးစီကျင်လိုက်တာလေရွေးနူဝေမဂဇင်းဩဂုတ်1998နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်